2025ခုနှစ်ဧပြီလ16ရက်နေ့နာနဲ့6နာရီငလင်ဒေတာမိုးလေဝသအခြေအနေများကိုဆက်လက်လေ့လာတင်ပြမှာဖြစ်ပါတယ်။ကျွန်တော်တို့အဓိကထားလေ့လာတဲ့ခံမှန်းချက်ကတော့လေစီကြောင်းတိုက်ခတ်မှုပေါ်ကနေပြီးတော့မြန်မာပြည်ရာသီဥတုကိုဘယ်လိုတက်ရောက်လဲဆိုတာကိုလေ့လာတဲ့နည်းစနစ်ဖြစ်ပါတယ်။ဒီကနေ့16ရက်နေ့မနေ့6နာရီမှာဆိုရင်ဘင်္ဂလားပင်လယ်ထဲမှာတိုက်ခတ်နေတဲ့လူတွေဟာမြန်မာပြည် တောင်ပိုင်းအေယာဝတီတိုင်းနဲ့ရန်ကုန်တိုင်းပဲခူးတိုင်းမွန်ပြည်နယ်ကနေဖြတ်ပြီးတော့အေယာဝတီမြေရိုးတစ်လျှောက်အပေါ်ကိုတက်သွားတာတွေ့ရပါတယ်။အဲ့ဒီလေစီကြောင်းနဲ့အတူရေငွေ့တွေပါဝါပြီးတဲ့အခါမှာဆိုရင်မြန်မာပြည်မြောက်ဘက်ကဆင်းလာတဲ့လေစီကြောင်းနဲ့မုံရွာနဲ့နေပြည်တော်ကြားမှာ ထိတွေ့မှု ဖြစ်တာတွေ့ရပါတယ်။အဲ့ဒီလိုလေပူတယ်လာတဲ့ရေငွေ့နဲ့အဲ့လိုမြောက်ဘက်ကဆင်းလာတဲ့လေစီကြောင်းဟာ တိုင်းတာကြီးတဲ့အခါမှာအမြင့်ပေ6000အကျော်မှာရေငွေ့ဖွဲ့နိုင်တဲ့အပူချိန်ကိုတွေ့ရပါတယ်ဒီအတွက်ကြောင့်မလို့ဆက်ရှင်းနေမနဲ့6နိုင်မှာဆိုလို့ရှိရင်ကချင်းပြည်နယ်စကိုင်းတိုင်းမြောက်ပိုင်းမန္တလေးတိုင်းစကိုင်းတိုင်းရှမ်းပြည်နယ်နေပြည်တော်ခရိုင်စစ်တောင်းမြဝန်ပဲခူးတိုင်းရန်ကုန်တိုင်းအီအော်ဒီတိုင်း ရခိုင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့သတင်းလာရေးတိုင်းတို့မှာ နေရာကွက်ကြားမှာ နေရာစိတ်စိတ်မိုးရွာနေတဲ့နေသားကို တွေ့ပါမနေ့6နိုင်ရနေပြီးတော့နေ့လယ်7နိုင်ရောက်တဲ့အခါမှာဆိုလို့ရှိရင်လေစောစောကငလျင်ဒေသမန္တလေးတိုင်းနဲ့စကိုင်းတိုင်းထဲမှာမိုးဆက်လက်ပြီးတော့ရွာသွန်းနိုင်ပြီးတော့နေပြီးတော့ခရိုင်မှာလည်းမိုးဆက်လက်ရွာသွန်းနိုင်ပါတယ် ထို့တူကချင်ပြည်နယ်နဲ့စကိုင်းတိုင်းတစ်ပိုင်းမှာလည်းမိုးရွာသွန်းနေမှာဖြစ်ပါတယ်။စပားရိတ်သေးနေတဲ့ EOA တိုင်းမှာလည်းနေရာကွက်ကြားမိုးရွာနိုင်တဲ့အတွက်ကြောင့်မလို့တတိထားပြီးတော့ပြင်ဆင်ထားကြပါထို့တူရန်ကုန်တိုင်းပဲခူးတိုင်းမှာလည်းမိုးဆက်လက်ရွာသွန်းနိုင်ပါတယ်။ကြားပြည်နယ်မှာမိုးရေချိန်နှဲသွားပြီမလဲ။ကရင်ပြည်နယ်မှာတော့မိုးဆက်လက်ရွာသွန်းပြီးတော့မုံပြည်နယ်နဲ့တနင်္လာနေ့တိုင်းမှာ ဆက်လက်ပြီးတော့မိုးရွာမှာဖြစ်ပါတယ်။နေ့နဲ့ဆက်နိုင်ရနေပြီးတော့ညနေ6နာရီရောက်တဲ့အခါမှာတော့ငလင်ဒေသမှာမိုးပါတဲ့ဆိုရင်ပဲနေပြီးတော့ခရိုင်မှာမိုးပွဲကျနိုင်တဲ့အနေသားရှိပြီးတော့ရန်ကုန်မှာမိုးများနိုင်ပါတယ်ထို့အတူကရင်ပြည်နယ်ပဲခူးတိုင်းမှာဆက်လက်မိုးများနိုင်ပါတယ်ထို့အတူချင်းပြည်နယ်ကချင်ပြည်နယ်မွန်ပြည်နယ်တရင်းနိုင်တိုင်းမှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ် စောစောကကျွန်တော်တို့ပြောခဲ့တဲ့ပေ6000မြင်းကဆင်းလာတဲ့မိုးရေစက်တွေကြောက်မလို့မြမာပြည်တဲ့ကိုတိုက်ခတ်နေတဲ့လေတွေဟာဒုရဲကြီးမားတဲ့မိုးရေကြောက်မလို့မြေဆိုင်လေတိုက်ခတ်နိုင်တဲ့အနေအထားရှိတယ်လို့ပဲအမြင့်မှာရှိတဲ့တိမ်တွေကြောက်မလို့မိုးတစ်ချုံခြင်းမိုးကြိုးတစ်ချင်းများလဲကြုံတွေ့နိုင်ရတာကိုသတိပြုဖို့လိုပါတယ်ညနေ6နာရီကနေပြီးတော့ည7နာရီမှလည်း စောတော်ကပြောခဲ့တဲ့အတိုင်းပဲရန်ကုန်တိုင်းစစ်တောင်းမြို့ဟာပဲခူးတိုင်းမှာမိုးဆက်လက်ရွာမှာဖြစ်တယ်လို့ပဲမွန်ပြည်နယ်တနင်္လာရီတိုင်းမှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ထို့တူချင်းပြည်နယ်ရခိုင်ပြည်နယ်အထက်ပိုင်းစကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်မှာလည်းဆက်လက်မိုးရွာမှာဖြစ်ပါတယ်ဒီမိုးဟာ16ရက်နေ့မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့မန္တလေးတိုင်းမှာဆက်ပြီးတော့ မိုးရွာနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ရှမ်းပြည်နယ်တောင်တန်းတွေလေးကြောင့်လို့ရင်းခွင့်ဖွဲ့ပြီးတော့ဆက်လက်ရွာသွန်းမှဖြစ်တယ်လို့ပဲ။သခိုင်းတိုင်းတစ်ပိုင်းကချင်ပြည်နယ်မှာမိုးရွာပြီးတော့အချို့နေရာတွေမှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။ချင်းပြည်နယ်မှာလည်းကျွန်တော်တို့ဆက်လက်ပြီးတော့မိုးရွာနိုင်လို့ချင်းပြည်နယ်ကလူတွေမိုးဆက်တိုက်ဖြစ်လို့ပြင်ဆင်ထားပါ။တနင်္လာရီတိုင်းမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။ 20ရင်းနေပါဆိုလို့ရှိရင်ငလင်ဒေသမန္တလေးတိုင်းစကိုင်းတိုင်းအထက်ပိုင်းမှာလည်းဆက်လက်ပြီးတော့မိုးရွာနိုင်လို့ပြင်ဆင်ထားကြပါထို့တူကရင်ပြည်နယ်သတင်းနိုင်တိုင်းမှာလည်းဆက်လက်မိုးရွာမှာဖြစ်ပါတယ်ကချင်ပြည်နယ်မှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲစကိုင်းတိုင်းအထက်ပိုင်းမှာလည်းမိုးရှိနေပါတယ်21ရင်းနေရောက်တဲ့အထိကိုပဲမန္တလေးတိုင်းစကိုင်းတိုင်းဘက်မှာမိုးဆက်လက်ရရှိနိုင်ပြီးတော့ရှမ်းအရှေ့မြောက်ဒေသမှာနေရာကွက်ပြီးတော့ မိုးကြီးနိုင်တယ်လို့ပဲကချင်ပြည်နယ်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ထို့အတူတောင်ဘက်ကလာတဲ့လေဆီကြောင်းကြောင်းမလို့မွန်ပြည်နယ်မှာချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ကျွန်တော်တို့လက်ရှိတိုင်းတာနေတဲ့ခမန်းဆက်တွေကကျွန်တော်တို့ကြည့်တဲ့အခါမှာယခုရွာနေတဲ့မိုးတွေဟာဆက်လက်ပြီးတော့နေရာကွက်ကြမမာပြည်အနှံ့ပြားမှာမိုးရွာသွင်းနေတယ် မိုးရာသီကိုဆက်သွားနိုင်တဲ့အနေအထားရှိပါတယ်။နောက်တစ်ခုကတော့မေလတဲမှာမုန်တိုင်းဖြစ်ခဲ့မဲ့ဆိုရင်ဇွန်ဇူလိုင်လမှာစိုက်ပျိုးရေးအတွက်လုံလောက်တဲ့ရေရရှိမှာဖြစ်ပါတယ်။အဲဒီတော့အဲဒီကာလရောက်အောင်ကျွန်တော်တို့ဘာဖြစ်မလဲဆိုတာဆက်လက်လေ့လာပြီးတော့စိုက်ပျိုးရေးတောင်သူတွေကြိုတင်တင်ဆက်ထားဖို့လိုပါတယ်။ကျွန်တော်တို့တင်ပြချက်တွေကိုကိုသက်ထွေးနိုင်ကနေပြီးတော့အတန်ဖိုင်ပြုလုပ်ပြီးတော့ Telegram မှာလည်းပြန်လည်မျှဝေဖို့အတွက်ကျွန်တော်တို့စီစဉ်ထားပါတယ် လောဝတာများရှိရင်ကိုသက်ထွေးနိုင်ဒီစာမျက်နှာမှာမေးမြန်းနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါ